ဒီနေ့2025ခုနှစ်အော်တိုဘာလ17ရက်စနေနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက် numerology ဂဏန်းပင်ရင်ရကတော့ကံခွင့်လန်းကောင်းတွေရပါလိမ့်မယ်မနာလိုသူတွေဂျားကနေနာမည်ကုန်သတင်းကြော်ကြားအောင်မြင်မှုရမယ်အခွင့်အရေးကောင်းတွေပေါ်လာပါလိမ့်မယ်အတိုက်ခံနေအနောက်ချက်တွေဂျားကပဲမိမိအောင်မြင်မှုရမယ်နေ့တို့နမိတ်ကောင်းလိုက်ရပါတယ်အထူးသဖြင့်ကတော့အချင်းဆိုထားတဲ့ကိစ္စတွေအတွက်ရွှေ့ဆိုင်တာလွဲချော်တာ ိမိရရှိဖို့အခွင့်အလမ်းတွေမရသေးပဲစောင့်ဆိုင်နေရတာမျိုးတွေနဲ့အရေးကြီးကိစ္စတွေအတွက်အချိန်ရွှေ့ပြောင်းသွားတာမျိုးတွေဟာဒီလိုကိန်းဂဏန်းတွေနဲ့သက်ဆိုင်ပါတယ်။ဒါကြောင့်ဒီလိုနေ့မှာတွေ့ဆုံပြောဆိုရတဲ့ကိစ္စတွေအတွက်အခက်အခဲအထင်းကိုဖြစ်တတ်ပါတယ်။အလုပ်ကိစ္စတွေကတော့အဆင်ပြေချောမွေ့သွားတဲ့နမိတ်မျိုးမှရှိပါတယ်ခင်ဗျာ။ဒီနေ့မှာခုနှစ်ရက်သားသမီးတွေအားလုံးကံထူးကောင်းဖို့လိုအတွက်ကတော့မနေ့စောစောမြတ်စွာဘုရားရှင်ကိုတာကူပန်သောဆွန်တာကူပန်မောဥနုဇန်တာကူရွှေရင်တာကူစနုံးမကင်စသည်အားဖြင့်တာကူပါသောဆွန်းတော် မနေ့ပိုင်းမှာမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဒီနေ့တနေ့တာလုံးကံထူးကောင်းဖို့ဆုတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စအင်တာဗျူးကိစ္စစသည်ကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့မနေ့စောစောမှာလိန်မော်သည်စေစိတ်ပကံနဲ့ထည့်ပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မဟာဘုတ်ဗေဒင်နိယစနေနေ့ဘဝအထွန်းဘဝဇာတာရှင်များဖြစ်ကြပါれခင်ဗျာထွန်းပအောင်မြင်ကြကြမယ်ရင်သွေးရတနာများဖြစ်ကြောင်း နမိတ်ကောင်းဖတ်လိုက်ပါနဲ့ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့မွေးနေ့ရှင်တွေအနေနဲ့နီးစပ်တဲ့ဘုရားစီတီတဲကငရယုံဘုရားမှာထီနီကိုလက်နင်းစီမအနီအောင်ကိုညွန့်ကိုပွင့်တပြင်းညွန့်ကိုညွန့်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့ခုနှစ်ကဏ္ဍ၃ကဏ္ဍဖြစ်ပြီးတော့ခုနှစ်သားမီးအလုံးငွေကန်ကောင်းမှုလို့တော့ကတော့ နီးစက်တဲ့ညောင်မင်းကိုအချိုးရင်လောင်းပြီးတော့ငွေကြေးကိစ္စအဆင်ပြေဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာရေးကော်လက်ကော်ရရရာဖြစ်ကြတော့မိမိရဲ့ဆိုင်ရှိမျက်နှာသားကိုမျက်နှာမူပြီးလက်ဖက်ရည်အနှဲငယ်တောင်းရင်ဈေးရောင်းကောင်းဖို့ဆူတောင်းလိုက်ကြပါခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်အခက်အခဲတွေလွတ်မြောက်အောင်အမှုကြုံတဲ့အမိသူရဲ့အမိကိုတခွားသီးတစ်လုံးမှရေးပြီးရေစည်းကိုမျောပလိုက်ပါခင်ဗျာ အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့အတွက်ကလည်းသခွားစီးလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့သီးသီးသန်းသန်းအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရယ်ဆိုရင်တော့အမှုကြုံနေတဲ့သူအခက်အခဲတွေကလွတ်မြောက်ပါစေဆူတောင်းပြီးတော့ငားမုံကြော်မြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရယ်ဆိုရင်တော့ကျမ်းမာရေးညံ့နေသူအတွက်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ဖို့လို့အတွက်ဆွမ်းငံဖုန်းကြီးကိုမြန်မာစီး ၅မျိုးလှူဒန်းပြီးဆူတောင်းလိုက်ပါဥပမာအူဆိုင်ဇာပြန်လေးမိကတိစသည်အားဖြင့်မျိုးအမိမတူသော၅မျိုးကိုလှူဒန်းလိုက်ကြပါခင်ဗျာအချင်းမြစ်တိုင်းအိမ်တော်ရဲ့အစဉ်ပြေဖို့လို့တွက်ကတော့ဒီလိုနေ့မှာရေခဲမုတ်မြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မပြတ်နေ့စဉ်ကြည့်ရှုနေကြတဲ့ခွန်ရဲ့သားမြတ်အားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာ၍လိုရာဆန္ဒပြည့်ကြပါစေခင်ဗျာ